တကယ်ချင်းတွေချစ်ကြမို့တညို့တနေပြီးဝေးကွာသွားပြီမယ်လို့တို့เจ้าတော်ကအတူနေခဲ့တဲ့ဘဝလေးအတူဆော့ကစားခဲ့ရတဲ့ဘဝလေးကိုသတိရပါလို့တချင်းလေးကပြောတာရည်ရွယ်ချက်ကောင်းနော်မနေတော့ဇွာအเจ้าကိုပြင်းမြင်မိရင်သတိရနေတယ်တကယ်ချင်းရဲ့တို့များငယ်ငယ်တုန်းကပစိုးတုံးလုံးလေးနဲ့ပေါ်လေကလေးဦးဇော်ဝင်းနန်းစီကလေးဘောမီတုံးလေးပါတယ်ကွာဟုတ်ကဲ့အင်းတို့များငယ်ငယ်တုန်းက ချင်းချင်းခပြေးတာတို့ဟာကကြောက်တဲ့လာကြတာတို့မိနိုင်ပါမလားမိလို့ငါတို့ငငယ်တုန်းကလေကျွန်တော်လည်းကြောင်းအတူတက်ခဲ့တာပဲမှန်နေဇွာနေတုန်းကဟုတ်တာနင်းလေးကျွန်တော်အရွယ်ရောက်တော့မြို့ရောက်တာမြို့မှာနေတယ်မှန်နေမြို့ရောက်တော့ကျွန်တော်တော့မပြန်ပြစ်တော့ဘူးဟုတ်ကဲ့မြို့မှာပဲကျွန်တော်နေလိုက်တယ်မနေပြုတ်ပြုတ်မှာကျွန်တော်နေလိုက်တော့တော့တော့ငွေချင်းတွေကပြောကြတာဘယ်လိုပြောတကယ်ချင်းဟာတဲ့မင်းနိုင်ငံနဲ့ဇွာပါနေတော့က အတူတူကြောင်းတက်ခဲ့ကြတာလက်ချင်းရှက်လို့ကြောင်းတက်တာလေးတွေသတိရသမ်းပါတဲ့မင်းမြို့ရောက်လို့တို့ယူပါမမိပါနဲ့လို့တချင်းကပြောထားတာဒီလိုချင်းကောင်းဟုတ်တယ်နော်မှန်တယ်မြို့ဒါကြောင့်ဒီတချင်းကပရမအပိုင်မှာတို့ကတငယ်ချင်းကမြို့ကတငယ်ချင်းကိုလှမ်းပြောထားတာမှန်တယ်လို့ပြောဒုတိယအပိုင်ကလေးဘယ်လိုပါလဲတိုင်းနာဝေးဘယ်လိုရေးပါကလေး တငငချင်းကပြန်ပြောရှာမှန်တယ်ဗျာမြို့အတငငချင်းကဘာလို့ပြောတော့ဘယ်လိုပြောတော့တဝါတစ်ခါတော့ဘုတလန်စီသွားခဲ့ရပဲဟဲ့တငငချင်းရေငါပြီးသနာဝန်းစားအတွက်ငါမြို့တက်စီးပွားရှာတာပါမှန်တယ်မင်းတို့ယူပါငါတို့ယူပါမမိတ်ဘူးလို့ဒုတိယအပိုင်းကလေးပြန်ပြောလိုက်တာပဲမှန်တယ်ဟုတ်တယ်နော်ဟုတ်တယ်ဒီလိုဆိုရင်ကိုမျိုးချင်းခင်ဗျာအဲ့ဒီဒုတိယအပိုင်းကလေးကိုကျွန်တော်ဒုတိယဒီလိုတန်ဆန်းလေးတီးထားတယ်ဟုတ်ပါပြီ ဟုတ်တယ်မိုးမလီကင်က ပြုခင်ဝေရချက်ကိုနဲ့ຢာရဲကိုင်းနေတာဆွေလူဒစင်ကိုကိုင်းမပြင်းနိုင်ရှာပဲတို့တူကြီးကတောရွာမှနဲ့တောင်သူလဲသမားအဖြစ်နဲ့ကြံရင့်နေခဲ့ပြီတငယ်ချင်းရတဲ့တို့ကတော့မှာပဲတောင်သူလိုရင်းနဲ့နေခဲ့ကြရတယ်လို့ပြောတာနော်မှန်တယ်မင်းတို့တူကြီးကမင်းတို့တူကြီးကမြို့ကြီးတွေစီမံရောက်တဲ့ဟဲ့တငယ်ချင်းရဲ့ဟဲ့တငယ်ချင်း တို့ကတော့ပြုတ်တက်သွားကြတာကွာတဲ့တို့ရွာတော့ပြန်မလာကြဘူးလို့တို့ကအဲ့လိုပြောကြတာပဲမှန်နေဟုတ်တယ်နော်ဟုတ်ကဲ့ကိုပြောချင်ရအဲ့ဒီအပိုက်ကလေးကပိုကောင်းလို့ကျွန်တော်ဒီလိုတီးထားပါတယ်ဟုတ်ပါတယ် ချင်းရဲ့အဓိပ္ပာယ်လေးကိုကျွန်တော်ရှင်းပြတာပါမှန်တယ်တော့မှာတောင်သူတွေရှိတယ်အเจ้าနေပဲတငယ်ချင်းတွေပါဟုတ်ကဲ့ကျောင်းသားအချင်းချင်းတွေမှန်တယ်မြို့မှာစက်ရုံအလို့ရုံမှန်တယ်လောကမားတွေအเจ้าနေပဲတငယ်ချင်းတွေပဲတငယ်ချင်းတွေဟုတ်တယ်နောက်တစ်ခါနိုင်ငံတော်ဘုထမ်းဆောင်နေတဲ့တပ်မတော်သားတွေထဲမှာလည်းတို့အเจ้าနေပဲတငယ်ချင်းတွေအများကြီးပါတဲ့မှန်တယ်ဒါကြောင့်တို့ကျောင်းသားကျောင်းသူတွေအားလုံးဟာအသီးလေးက တရားရှိပြီမယ်လို့အညာလေးရတော့တခုသေးပါလို့ပြောတာမှန်တယ်နော်ဟုတ်ကဲ့အဲ့တော့တို့ဒေတာကမွေးဖွားပြလိုက်တဲ့ကျောင်းတစ်ကျောင်းရဲ့စာသင်ကျောင်းတစ်ကျောင်းကနေပေါက်ပွားပြလိုက်တဲ့ကျောင်းသားတွေအများကြီးပေါ့ကွာမျိုးဆက်တဲ့ကလေးတွေပေါ့ဒါကြောင့်အတိတရားအညာတခုလို့ဒီလိုပြောတာဖြစ်တယ်ဟုတ်တယ်နော်ဟုတ်ကဲ့ဒါကြောင့်အဲ့ဒီကြီးရည်လေးတက်မတော်ဆိုတဲ့အပိုက်ကလေးကိုကျွန်တော်ဒီလိုတီးထားတယ်ဘယ်လိုပါလဲဆက်တော့ကြည့်အောင်ဟုတ်ကဲ့ကြီးရည်လေးတက်မတော်အပိုက်ကလေးတော့ ြစ်နေအဲ့ဒီကြီးကြီးလေးတက်မလို့ဆိုတဲ့ဘက်ကိုကျွန်တော်တိလိုက်တာပဲမှန်နေဝိဒနာထဲမှာနှစ်ချက်ဝါးလေးတော့အတန်ကြားလိုက်တယ်ဟုတ်တယ်လူချီတို့တီးတာမျက်ကြည့်တယ်မြင်ရတာဟုတ်ဟုတ်ကဲ့မျက်ကြည့်တယ်မြင်ရတော့နှစ်ချက်ဝါးလေးတော့တိလိုက်တယ်တိတယ်ဒါပေမဲ့အဲ့ဒီနှစ်ချက်ဝါးရဲ့နောက်မှာပန်ပိုးလိုက်တယ်ခရာအတန်လေးတော့ပါလေးတိတ်အာယုံမဆိုင်လဲဟုတ်တယ်နော်ဟုတ်ကဲ့အာယုံဆိုင်ကြည့်ပါနှစ်ချက်ဝါးတီးတာတွေမပြီးသေးဘူးတဲ့မှန်တယ်ခရာပုတ်တာလေးကလည်းပါသေးတယ်ပါသေးတယ်နောက်တခါခရာနဲ့ ဘွားနေတယ်ပြီးမလားဆိုတော့ပြီးသေးဘူးဗျာပြီးသေးပြီပမတိတဲ့ဆရာရဲ့ကိုနန်းဝင်းကိုနန်းဝင်းရဲ့ပတ်လုံးလေးကိုတထောင်စီလေးနဲ့ထောင်းလိုက်တဲ့အတန်လေးကပါသေးတယ်ဟုတ်တယ်ပတ်လုံးကိုတထောင်စီနဲ့ထောင်းလို့အတန်ကဘလို့ထွက်တော့ဘလို့ပါလေဒီလိုထွက်တာပဲတိကျတဲ့ကောင်လေးတွေကျွန်တော်တို့ဓာတ်လေးသဘောကျတယ်တတ်တချို့ချို့တတ်တချို့ချို့နေနေဟာဘယ်နဲ့ဟာတော့မှာမဲတော့ခရယာတန်ချို့ချို့အရသာရှိတယ်နားတယ် ခရအသံလေးပြောပါဟုတ်ကဲ့နော်ဟုတ်ကဲ့ဒါရှိတော့နိုင်ရဲ့ပြညာပါမှန်တယ်ပတ်လုံးလေးကိုတံတောင်သိနဲ့ထောင်းတဲ့အသံရဲ့မင်းတို့ဝါးကနှစ်ချက်တီးတဲ့အသံရဲ့ခရမှုတ်တဲ့အသံလေးရဲ့အဲ့သုံးခုကိုပေါင်းစပ်ပြီးတော့နားထဲမှာအရသာရှိအောင်ဆရာကဒီလိုတီးထားတာဒီပါလေး ကောင်းနဲ့ထောင်းနဲ့တော့ဒူကောင်းနဲ့တော့ထောင်းလို့ရှင်ကွာဘာလို့ကွဲရရင်လဲဘာလို့ပေါက်သွားမှာဘုတ်ကောင်းလေးอ่ะဟုတ်ပါမရှိတာကွဲအောင်မဲဒူကောင်းနဲ့များထောင်းခိုင်းရွှေချင်ရရန်တို့အဲ့ဒီအကြီးကြီးလေးတက်မတော်ဆိုတဲ့အပိုင်နော်မှန်တယ်ဒီတကရှေ့ဆက်ကြည့်အောင်ကမလေးဗါတဲ့ဟေ့ငယ်ကြီးဘာလဲကွာသူမတော်ကီတနဲ့လူပညာနဲ့ ျွန်တော်တို့ဂီတာဓမ္မတွေဆိုင်းဆရာတွေသဘင်သေးတွေဟုတ်တယ်နော်ဟုတ်ကဲ့အလုံးကိုသူကစီယုံရေးတက်ဆင်းထားတာပြည်တယ်မှန်နေပြီဒီစာသားလေးတစ်ခုတည်းနဲ့ပြည်စုံပါတယ်ထိုမတော်ကထိုမတော်ကဂီတာနဲ့ဒီပညာနဲ့မြေသန္တာရာတေရေကဆိုတိမကြီးညူနိုင်ပဲကြည်ရမှာဟုတ်လားလေဟုတ်သားဘာတဲ့ဆိုင်းဆရာအချင်းချင်းမှန်တယ်သာသမာအချင်းချင်းဟုတ်ကဲ့ဂီတာသမာအချင်းချင်း မင်းတို့တပြေကကြောင်းနေပဲတငယ်ချင်းတွေပါတဲ့မနေပြုပညာအလိုအပြည့်ညီကိုတော်ကြတာပဲတဲ့ပညာရွှေမျိုးတော်လို့မင်းတို့ကြောင်းနေပဲတငယ်ချင်းအချင်းချင်းဂီတာသမားအချင်းချင်းမင်းတို့စီယုံကြီးရှိကြသမားတဲ့မနေတင်းတင်းမြတ်မြတ်နေကြသားတယောက်တစ်ယောက်သူကောင်းတယ်ငါကောင်းတယ်မလုံးလေသူမကောင်းဘူးငါမကောင်းဘူးအဲ့လိုမပြောဘဲနဲ့ဒီဒီလုံးလုံးရှိကြစမ်းလို့တချင်းကသုံးမထားတာဒီလိုရှိပြဟုတ်တယ်နော်ဟုတ်တယ်အဲကြောင့်အဲ့ဒီအပိုက်ကလေးကိုကျွန်တော်ပိုကြိုက်တယ်ဒါကြောင့်ဒီဟာလေးကိုကျွန်တော်ဒီလိုတီးချတယ်ဘယ်လိုပါလဲအဲ့ဒီအပိုက်ကလေးဟာ Hey. Stop. ပြောင်းရရပြောင်းရပြီမဲရွာကြောင်းရဲ့ခေါင်းလုံးတွေကတလေးပေါင်းရရပြီဒုံညာငယ်ရဲ့လူကရွာဝေလဲစီကနေတစ်ချင်းရှိကပြေရလောကကြောင်းတဲ့နာရရာရီမိနေမလာမီလူငါတို့ငယ်ငယ်လုံးက ချင်းอ่ะဒါပဲဒါပဲအချင်းอ่ะတော့သုံးသွားပြီဟုတ်ကဲ့ပြောစရာလေးကြံသေးတယ်ပြောပါခိုမာဒီမာကြည့်ကြစမ်းရဲ့လို့ခိုမာဒီမာကြည့်ကြစမ်းရဲ့လို့လူညွှန်ညွန်ပြတို့ဘွားအထွေတွေပြောင်းကျင်ရပြောင်းကြပြီမဲ့ကျွန်တော်ရဲ့ခလုံးသားကတလူလင်းသားရဲ့ပဲဆိုလိုခြင်းကတော့ဘယ်ပြောင်းပြောင်းဘယ်ရှုရှုဘယ်နေနေပေါ့လေဟုတ်ကဲ့ခုဓာတိချက်မြို့ရွာတော့မမေ့ကြပါနဲ့လို့တချင်းကဆုံးမတာရည်ရွယ်ချက်ကောင်းတယ်ဗျာနော်ဟုတ်ကဲ့မင်းတို့တို့ကြီးငါတို့ရွာเจ้าက ပညာတွေသိပိလိုက်လို့ဘလို့မြို့တက်ပြီးတော့လောက်ကဲသားတော်နေကြတယ်မှန်တယ်ဗျာအဲ့ဒါလိုပဲတို့ရွာเจ้าမှာခေါလုံးတန်လေးကနောက်ထပ်မျိုးသက်တဲ့လူငယ်တွေအများကြီးမွေးထုတ်ပေးနေတယ်လို့သချင်းကပြောတာရေကောကောင်းတယ်နော်ကောင်းတယ်အဲ့တော့ဟိုမှာဒီမှာကြည်ကြသားရဲ့လူတွေညှို့ညို့ပြတို့ဘွားထွေတွေပြောင်းကျင်ရပြောင်းညာပြီမဲ့ရွာเจ้าရဲ့ခေါလုံးတန်ကတလူလင်းသားမြဲရဲ့ပြီတဲ့ဘယ်ရောက်ရောက်ပေါ့ဗျာဟုတ်ကဲ့မန္တလေးပဲနေနေ ရန်ကုန်ပဲနေနေပေါ့ဟုတ်တယ်ရွာကိုတော့မမေ့ရဘူးတဲ့ဘယ်မေ့ကောင်းလဲဗျာရွာဆိုတာကိုယ်စားတိချက်မျိုးပေါ့ဗျာမှန်တယ်အဲကြောင့်ရှင်းလူကြီးဒီစကားလေးတခုရှိတယ်လေဘယ်လိုပါလဲရှင်းစကားကလူမာချက်မြင်းမာဆက်နွားကြတော့လက်အဲ့ဒီစကားဘယ်လိုပါလဲဆရာရဲ့အဲ့ဒီစကားကိုကျွန်တော်တို့ငယ်တုန်းကတော့မစဉ်းစားမိပါဘူးဟုတ်ကဲ့အခုကျတော့စဉ်းစားကြည့်တယ်လေဘယ်လိုပါလဲလူမာချက်ဆိုတာဟုတ်တယ်လူမာရင်ချက်မြုပ်ဇာတိဆိုတာရှိကြတယ်။ဟုတ်ရှိတာပေါ့ဗျာ။ကျွန်တော်သောသောကပြောပြီးပြီပဲကျွန်တော်ချက်မြုပ်ဇာတိက နထိုးကြီးနေကစေကင်းကြီးဟုတ်ပြီ။အဲကျွန်တော်ဇာတိချက်မြုပ်ရွာပဲ။ဟုတ်ကဲ့။အဲကြောင့်လူမချက်ချက်မြင်းကြတော့ဇက်ဇက်မြင်းများကြတော့ကောင်းမကောင်းသိကြရင်လေ မြင်းမော်တက်ပြီးတော့ဇက်ကျိုးလေးကင်ကြည့်တာနဲ့တိတယ်ဗျာဟောဒီမြင်းအာပုံကျက်သလားအာအေးကျက်သလားပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့တဘာဝကဇက်ကျိုးကင်ကြည့်ပြီဟုတ်တယ်နွားကြတော့လက်ဟန်ခြေဟန်ကြည့်ရတယ်တဲ့ဟုတ်ပြီမင်းတို့နွားအလှပြန်ကိုယ်တွေမြင်မှုသားပဲဟုတ်သားနွားကိုလဲမှာကပြီးတော့ခြေရနေတွားကြည့်လိုက်နွားရဲ့လက်ဟန်ခြေဟန်ဟုတ်တယ်အဲ့ဒီမှာနွားရဲ့တန်ဖိုးနွားရဲ့ကောင်းမကောင်းကိုပြရတယ်ရှေ့လက်တဲ့နောက်ကြည့်ရဘယ်နှတော်သွတော်ကြော်တယ်ဘယ်နှထွာလောက်ကြော်တယ်ပေါ့လေဟုတ်တယ်နွားပွဲသားအဲအဲ့ဒါကြာ နောကြတော့လက်ဟန်ကြည့်ရတာမှန်နေလူကြတော့ဇာတိချက်မြုပ်ကိုကြည့်ရတာမှန်နေဒီကောင်ဘယ်အရသာတော့ကဘယ်ရွာကတော့ဟုတ်သားအဒီရွာကတော့ဒီကောင်တွေတော်တော်ရည်ကြီးတဲ့ကောင်တွေပဲမှန်နေဒီရွာကတော့ဒီကောင်တွေအတော်ကျန်းတဲ့ကောင်တွေပဲလို့ရွာကိုလက်ညှိုးထိုးပြီးတော့ဇယိုက်ကိုပြောကြရတယ်ဟုတ်တယ်ဟုတ်တယ်နော်မှန်နေဒါကြောင့်ဟိုမှာဒီမှာကြည်ကြဆန်းရဲ့လို့ညွှန်ပြပြထို့ဘွားထွေရဲပြောင်းပြင်ရပြောင်းကြပေမဲ့ရွာချောင်းရဲ့ခေါင်းတော်တန်ကတလွင်သားပြဲရဲ့ပေတဲ့ ဲ့ဒီအပိုက်ကလေးကိုကျွန်တော်ဒီလိုတီးထားတယ်ဘယ်လိုပါလဲအဲ့ဒီအပိုက်ကလေးကလေးများလားဟေးတော့ဒီလိုရှိခင်ဗျာဒါလေးကိုထက်ခါထက်ခါပြန်တီးတော့ထတ်တွန့်လို့ခေါ်တာပေါ့ဟုတ်ပြီအဲ့ဒီထက်ခါထက်ခါပြန်တီးတဲ့ထတ်တွန့်ဆိုတာကျွန်တော်ဆရာရွှေတော်မြန်ဩဃာသာ तू သိကြိုက်တာမှန်လေ तू ဆိုင်းတီးရင်အဲ့လိုအတွန့်လေးတွေပါတယ်ဟုတ်ဟေး Chavito.